ငလင်ဘေးသည့်မြန်မာပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့တရုတ်နိုင်ငံကြက်ချိနီရေနံကိုပြစ်ခတ်လိုက်မိတယ်လို့စစ်ကောင်စီကဝန်ခံလိုက်တဲ့ဧပြီလ2ရက်ညပိုင်းမှာပဲငလင်တန်ပြည်လဲထူထောင်ရေးအတွက်ဧပြီလ22ရက်ထိယာယီအပြည့်ရမယ်လို့တမရော်ကာကွယ်ဦးစီးချုပ်ယုံကထုတ်ပြန်ခဲ့ပါတယ် အဲ့ဒီလိုမထုတ်ပြန်ခင်ဧပြီလ10ရက်နေ့ကတော့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA, TNLA နဲ့ AA အဖွဲ့တွေကငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်နိုင်ဖို့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာထိုးစစ်တွေမပြုလုပ်ဘဲတလတာတစ်ဖက်သက်အပြည့်အကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီလိုကြီးညာခဲတာနဲ့ပတ်သက်လို့စစ်ကောင်ဆောင်ကလက်မခံပဲလက်ချစ်စုဖွဲ့မှုတွေရှိနေတဲ့အတွက်တိုက်ခိုက်တာလို့ပြောဆိုပြီးပယ်ချခဲ့က တပ်ဖွဲ့တွေဆက်လက်ဖော်ဆောင်သွားမယ့်အတိတ်ပဲမျိုးတက်ရောက်စေမယ့်စကားကိုနေပြည်တော်မှာပြုလုပ်တဲ့ငလှင်ပြည်လဲထူထောင်ရေးအလှငွေပေးအပ်ပွဲမှာထည့်သွင်းပြောကြားခဲ့တာပါအဲ့ဒီလိုပြောကြားပြီးနောက်တနေ့မှာပဲအပြည့်ရမယ်ဆိုပြီးပြန်ပြောင်းပြောဆိုကာကြေညာခဲ့ပါတယ်စစ်တပ်ကအဲ့ဒီလိုကြီးညာတာနဲ့ပတ်သက်ပြီး KIO ကလည်းယာယီအပြစ်ခတ်ရက်စရေးထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ကတိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရက်ဆိုင်ထားမှဖြစ်ပြီး မြန်မာစစ်တပ်ဘက်ကလည်းလိုက်နာဖို့လိုအပ်တယ်လို့ဧပြီလ2ရက်နေ့ပိုင်းမှာပဲပြန်လည်ထုတ်ပြန်ထားပါတယ်ရှင်။